ကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပဋိပက္ခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှင်းချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပဋိပက္ခတွေကတနေရာပြီးတနေရာဆိုသလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးစည်ရေးပဋိပက္ခသတင်းဆောင်မတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ယူကရိန်းစစ်ပွဲမှာရှေ့တန်းရောက်ဖူးတဲ့တခြားစစ်သားတွေလိုပဲဗီတာဟာသူ့ရဲ့မိသားစုနာမည်ကိုမပြောပါဘူးသူဟာပြီးခဲ့တဲ့နှစ်ခရဲကတိုက်ပွဲတွေရှိရာမတော်ရတော့ပေမဲ့လည်း ကရုတ်ချင်းတွေဘုံတွေဒရုန်းတွေနဲ့တိုက်နေတာထက်ပိုပြီးကြောက်စရာ ကောင်းတဲ့တိုက်ပွဲမျိုးကိုရင်ဆိုင်နေရတယ်လို့ဗီတာကပြောပါတယ်။သူ့ရဲ့စိတ်ထဲမှာတိုက်နေရတာပါ။ဇက်ပတီယာမနူရောကပမန်တယိုရှီယာဘူဒိုမာကရုတ်ကတာအကရုတ်ကဝစ်ပုစကိုမင်ဂျာရှရီရှနမနေ့ကကျွန်တော်ခွင့်ရလို့အိမ်ပြန်ခဲ့ပါတယ်။ ပထမအပတ်ကတော့အဆင်ပြေပါတယ်ဒုတိယအပတ်မှာတော့ကျွန်တော်ဇနီးကတခုခုမားနေတာကိုသတိထားမိခဲ့ပါတယ်ကျွန်တော်ကအိတ်နေရင်ဆက်တနတ်ဒီလက်ပစ်ဘုံလောင်ချာတွေလိုက်ရှာနေတယ်လို့ကျွန်တော်ဇနီးကပြောပါတယ်ကျွန်တော်ဆက်လက်ရှင်သန်ရမယ်လို့သူကပြောပါတယ်သူပြောတာမှန်ပါတယ်ဒါပေမဲ့လည်းကျွန်တော်မထင်ထားတဲ့ခြေလှမ်းတွေကိုလှုပ်သွားနိုင်တယ်ဆိုတာလည်းကျွန်တော်သိထားပါတယ်အဲ့ဒါကသိခဲ့ခဲ့ပါတယ် можно не не предбачить его. ဒီလိုဖြစ်နေတာဗီတာတယောက်တည်းတော့မဟုတ်ပါဘူး။ ၃နှစ်ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက်ယူကရိန်းစစ်သားထောင်ပေါင်းများစွာဟာစိတ်ပင်ပန်းတဲ့ဒဏ်ကို ခံနေရပါပြီ။လဗစ်မှာရှိတဲ့ဒီဆေးရုံလိုဆေးရုံတွေမှာမမြင်ရတဲ့ဒဏ်ရာတွေခံစားနေရတဲ့စစ်သားတွေပြည့်ရှံနေပါတယ်။စေယောဂါကုဆရာဝန်ဒေါက်တာအိုလီဘရက်စကုက almost 80 or 90% of them has a စပွဲဖီအားကြောင့်80 90ရာခိုင်နှုန်းလောက်ကစိတ်သက်ကြတဲ့ဒဏ်ကိုခံရရပါတယ်ဒါဟာစိတ်ပူပန်မှုစိတ်ဖိစီးမှု PTSD နဲ့တခြား PR တွေပေါင်းပြီးတော့ဖြစ်တဲ့ယောဂါပါဒေါက်တာ Ole Brescu ကယူကရိန်းအကြီးဆုံးဆေးရုံတစ်ခုရဲ့စိတ်ကျန်းမာရေးဌာနကအကြီးအကဲပါဒီစစ်ပွဲမှာယူကရိန်းစစ်သားတွေဘလောက်ပျောက်ဆုံးသွားပြီလဲဘလောက်ခြေပြက်လက်ပြက်ဖြစ်သွားပြီလဲဆိုတာဘယ်သူမှမသိကြပါဘူးဒီလိုအရေးအတွက်များလွန်းတဲ့အတွက်ယူကရိန်းမှာစိတ်ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ကုထုံးတွေ ပြောင်းလဲသွားဖို့ရှိတယ်လို့ Brescu ကပြောပါတယ် and i think as a result of this war ဒီစစ်ပွဲကြောင့်ပဲကျွန်တော်တို့အနေနဲ့စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ယောဂါတွေကိုစမ်းသပ်ကုသနိုင်မဲ့နီလန်အသစ်တွေရှိလာမှာပါတချို့စစ်သားတွေရုန်းကန်နေရတဲ့အချိန်တချို့တွေကတော့သူတို့နေရာတွေမှာအစားထိုးဖို့လုပ်နေပါတယ်လဗီမှာရှိတဲ့အမျိုးသားကြီးတဲ့အကြောင်းမှာယူကရိန်းတပ်သားတွေဟာအရာရှိဖြစ်ဖို့လေ့ကျင့်နေကြတာပါရှေးတန်းဟာခက်ခဲကြမ်းတမ်းတယ်လို့သူတို့သိကြပေမဲ့လည်းသူတို့ကိုပဲရာကမှမတားနိုင်ပါဘူးအသက်22နှစ်အရွယ်ဆာဂေးက သူ့အနေနဲ့အဆင်သင့်ပဲလို့ပြောပါတယ်။ဇလီရက်တကောစတာခုတ်ပူနမိုင်းဒီကြောင့်ကိုတက်တာနဲ့ဘာအတွက်တက်တာလဲဆိုတာသိပြီးသားပါ။ကျွန်တော်ကအဆင်သင့်ပါပဲ။ကျွန်တော်အတွေ့အကြုံမရှိတာကိုပဲစိုးရိမ်ပြီးအဲ့ကိုရောက်တာနဲ့သင်ပေးမယ်လို့လည်းပြောလင့်ပါတယ်။ဒီကြောင့်မှာစာကေးလို့တက်သားတွေအနေနဲ့တန်ကားမောင်းတာဒရုန်းမောင်းတာနဲ့ဘုံပြစ်လောက်ချပြင်းနီးတွေကိုသင်ယူနေပါဗျ။ ဒါပေမဲ့လည်းဒီနေရာမှာကရုတ်ချင်းတဲကဘဝတွေအကြောင်းမဆွေးနွေးပေမဲ့ဒီနေရာနဲ့ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ဆေးရုံမှာတော့ဒီအကြောင်းကိုပဲဆွေးနွေးနေတာပါ Zvit totto sto stan stresso stan usho စမတက်ဖူးတဲ့သူတွေအနေနဲ့နားလည်ဖို့မဖြစ်နိုင်ပါဘူးမအေးရတဲ့အခါအားလုံးကိုမျောလင့်တန်းတက်နေရတဲ့အခါအိမ်မက်ထဲမှာပါစစ်တိုက်နေရတဲ့အခါအာယုံကြောစနစ်တွေဖျက်ဆီးခံလိုက်ရတဲ့အခါ နာကျင်မှုကမခံနိုင်အောင်ပါပဲခမရအနေနဲ့ဘာလို့ရမန်းတောင်းသိမှာမဟုတ်ပါဘူးတိတ်ကိုခက်ခဲပါတယ် nervous system ရော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 ရှင်လေတာနဲ့တခြားသူတွေကတော့ဒီခံစားချက်ကိုနားလဲပါတယ်အခုအချိန်မှာသူတို့ရဲ့အတွေ့အကြုံတွေကိုပို့ပြီးပြောလာကြပြီးသင်ခန်းစာတွေတချို့ကိုလည်းခြံထားနိုင်မှုမျှော်လင့်ပါတယ်အဲ့ဒီအတွေ့အကြုံတွေဟာသူတို့လိုပဲကြုံလာရမဲ့သူတွေအတွက်အထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်နေပါတယ်ခမရ